် NUG ကိုပြောပြောတိုင်းတပ်ပါတီဆိုပြီးတော့ထည့်ပြောင်းနေကြတာပေါ့လေ။နောက်နောက်တစ်ခုကပါလဲဆိုတော့စစ်တပ်ဘက်ကလူတွေက NUG ကိုဆဲကြတယ်နဲ့ဒီလိုကတပ်ပါတီစင်းနေမှာတွင်းကြတာပေါ့လေ။တကယ်တမ်းကြလို့ရှိရင်ကျွန်တော်တို့ကဒီတပ်ပါတီတာတကယ်လို့ရှိတယ်လို့ဆိုလို့ရှိရင်ပေါ့လေ။ကျွန်တော်ရှိနေတယ်မဟုတ်ရှိခဲ့မယ်ဆိုလို့ရှိရင်တော့တပ်ပါတီဆိုတာက NUG မကြိုက်တိုင်းတဲ့တပ်ပါတီပေါ့ကိုစစ်တပ်ဘက်ကိုအဲမကြိုက် NUG နဲ့မကြိုက်တရားမကြိုက်တဲ့တပ်ပါတီပေါ့။အမှန်ကိုအမှန်တိုင်းမြင်မှသာလေကျွန်တော်တပ်ပါတီဖြစ်လို့ပြောလိမ့်မယ်။ပါလဲဆိုတော့အခု NUG မှာလည်းကျွန်တော်ပြန်လာကြည့်သူတို့ဒီဘယ်နေရာမှာတာဝန်ယူမှုတာဝန်ဆံမှုရှိလဲပတ်စံတွေကောက်ထားတယ်အဲကျွန်တော်တို့ကပြီးရင်ပြပါမယ်ပြီးရင်ပြမပြီးရင်လည်းလုံးမလို့မပြီးရင်ခဏလို့ 直接谈了，嗯，比你讲的，那不是比你讲的，本来那个不是那个空飞，那个是空蒙了，那个是丹丽呀，喏，温妮呀，不单玩，啊，温妮厉害着呢嘛，第二个才丹丽能拍得到，嗯，那他讲都是八九年的了，九个也是搞的，但我们看不熟，搞他也不善于，但我们看不熟，喏，没得心思干嘛，但我们看业务，要来比嘛，谁的我。 အာတို့ရဲ့အကူတွေပေါ့နော်နိုင်ငံတကာဥပဒေပညာရှင်တွေနဲ့ချိတ်ဆက်ပြီးတဲ့အခါမှာအဲ့ဝီလီယံစပက်ကိုမရရအောင်ဖားပြီးတော့တို့ဘက်ကလာကြတယ်အဲ့တော့စပွားရဲ့မိမညင်မိမညံမရရအောင်ဖားပြီးတော့တို့ဘက်ကလာကြတယ်ဒါကအနာစုရဲ့ခေါင်းဆောင်ဖြစ်တင်ပြောက်ထားတဲ့ပူပူမုတ်ထားတဲ့ဒေါ်အောင်ဆန်းစုကြည်လိုလူမျိုးကိုမကြိုက်ပါစေဦးတကယ်သူဟာပြည်သူပေါ်စေတနာရှိတဲ့လူတယောက်ပြည်သူ့ဘက်ချမ်းရက်တည်တဲ့လူဆိုရင်အဲ့ဒီအတုံးထုံးကို စောင့်နဲ့ခိုင်းတိုင်းမှမပြောနဲ့အဖွားကြီးဆိုတဲ့အတုံးတုံးအောင်တုံးတုံးစရာအကြောင်းမရှိဘူးကျွန်တော်တို့တော်လှန်ရေးမှာတတ်အုပ်စုဆိုတာတီးတံပေါ်နေပြီနော်ဒါကိုတော်လှန်ရေးပေါ်ကိုစေတနာဖြူစင်တဲ့ဤသူကစပြီးတော့လုံနေတဲ့ဒူတိုင်းတိဖို့လိုအပ်တယ်တတ်အုပ်စုဆိုတာကလက်ရှိရန်သူဟာဒီကကျွန်တော်တော်လှန်အင်အားစုဒါကရန်သူအဲ့တော့ရန်သူဟာတော်လှန်အင်အားစုကိုတွေးခွဲတက်ရှုံလို့ဘလို့မှမရတဲ့အဆုံးမှာတတ်အုပ်စုဆိုတဲ့ဟာကိုနောက်ထပ်တအုပ်စုစင်ပြိုင်ပုံစံမျိုးထောက်ပေးလိုက်အဲ့ဒီတတ်အုပ်စုမှာဘလို့ဟာမျိုးတွေပါလဲဆိုတော့ရန်သူဘက်ကကောင်းနေပါတယ် ပြီးလို့ရှိရင်ရန်သူဘက်ကတော့မဟုတ်ဘူးဒါပေမဲ့ခွေးနေရမရလို့ကိုကကိုအရင်ရှင်းမရှိလို့စောက်ကောင်းမကြလို့ပြည်သူလက်မခံလို့လူနဲ့ပေါင်းသိလို့မရလို့စက်တဲ့ဖြင့်ကစ်ချက်တွေရှိနေတဲ့ကောင်တွေကအဲ့ဒီတတ်အုပ်စုဆိုပြီးတော့ထောင်းတော်နိုင်မှာနေရမရလို့နော်ကိုကအရင်ချင်းနဲ့ကိုလိုချင်တဲ့နေရာတွေကမကိုက်ညူဖြစ်နေတယ်အဲစက်တဲ့ဖြင့်ကိုကဝင်ကြီးချုပ်နေရာလိုချင်တယ်ဝင်ကြီးနေရာလိုချင်တယ်ဒါပေမဲ့ကိုမှကအရင်ချင်းမရှိဘူးအဲ့ဒီအတွက်ဘာလို့ဆိုပေးထိုင်ဘုပြောပြီးတော့ဟဲ့ဒီတော်နိုင်အင်အားစုကိုကျွန်တော်ထိုင်ဖောင်းထုတ်ပြီးတော့ပြောတဲ့အုပ်စုအဲ့ဒီအုပ်စုကတတ်အုပ်စုတိတဲ့တတ်တတ်ရှိတယ် နော်အခုအဲ့ဒီအုပ်စုတီတော်တော်ကိုအင်အားကောင်းလာပြီလို့ပြောလို့ရတယ်လက်ရှိစစ်ကောင်စီဟာရန်သူဖြစ်တဲ့ကျွန်တော်တို့ရန်သူဖြစ်တဲ့စစ်အာဏာရှင်ပေါ့နော်စစ်ကောင်စီလို့ဒီနေ့ဖြစ်မှာတော့မယ်အာဏာရှင်ဟာတို့တော့အဲ့ဒီတပ်အုပ်စုကိုတိုက်ရိုက်ထောက်ပံ့တာမဟုတ်ဘူးနဲ့တွယ်ဝိုက်တဲ့နည်းနဲ့ပန့်ပိုးပေးတယ်ကူညီပေးတယ်ဒေတာအချက်လက်ကစပြီးတော့ခနေ့ကပြောသလိုပေါ့ချို့တလေဆိုရင်အဲ့ဒီထဲမှာတို့ရဲ့လူကိုရှို့ပေးထားတယ်အဲ့ဒီလူရဲ့တစ်ဆက်ဆက်တော်ကြီးမြှောက်ပေးတယ်တက်ကမွန်းညို့လို့ခံမျိုးပေါ့နော် တက်ကမုံညိုဆိုတာအလုံးတိနေ။ online ai ဆိုပုံစံမျိုးအဲ့ဒီဒဲမှာကြောက်ဖို့အကောင်းဆုံးကအဲ့တက်ကမုံညိုလို့ပုံစံမျိုးပူတက်ခေါ်တယ်။အဲ့ဒီပူတက်တွေအားလုံးကဗမာရှိရဲဆိုတော့တက်အောက်စုမှာရှိတယ်။သူတို့ကသူတို့ပြောလိုက်ရင်မိဒီအာနာရှင်တွေကသူတို့ကဖောင်းထုတ်တယ်။အဲအာနာရှင်တွေတော်လာနေတော့ဗျာရှင်ချင်းပြောရင်လူဘိတ်ကြိုက်စကားတွေပြောပေးမယ်။ဒါပေမဲ့ပြီးလို့ရှိရင်သူတို့ကသူတို့ပြည်သူဘက်ကလို့ရက်တည်လိမ့်မယ်။အဲပြည်သူတွေဘက်ကညနာမှာဆိုလို့အာသူတို့သူတို့ပြည်သူဘက်ကပြည်သူတွေခံမှန်ဆိုလို့ဒါပြည်သူဘက်ကနေကာကွယ်ပေးတဲ့ပုံစံမျိုးသူတို့ကသူတို့ပုံဖော်နိုင်တယ်။ပြီးလို့ရှိရင်ဘာလုပ်မလဲ။ အဲ့ဒီရန်သူဖြစ်တဲ့အာနာရှင်တွေကိုတခွန်းစားနှစ်ခွန်းစားလောက်တော်လှန်တဲ့ပုံစံလုပ်ပေးပြီးတကယ်သူတို့ရဲ့ဥတီကျဲတိုက်ခိုက်တာဒီရန်သူဖြစ်တဲ့စစ်အာနာရှင်မဟုတ်ဘဲနဲ့တော်လှန်အင်အားစုကိုဖြစ်နေတယ်။တတိယစာကြည့်ပါကျွန်တော်ပြောတာအခုတော့ကျွန်တော်ရှင်းပြတာဟာတဘောပေါက်မယ်ဆိုရင်ရစ်စီနဲ့မြင်အောင်ကိုမျက်စီထဲမှာကို online ပေါ်မှာကို online တုံးစံတဲ့အချိန်မှာဘယ်သူကိုမြင်အောင်ထားလဲဆိုလဲ direct တည်ရင်နော်အဲ့ဒီအချိန်မှာဒီနေ့ကျွန်တော်ပြတင်တာတော့ဒီလူပြောက်ဒီလူကျွန်တော်နာမည်လည်းမသိဘူးနော်တည်လည်းမသိဘူးမြင်လည်းမမြင်ဘူးဒါပေမဲ့သူ့ video file တွေတက်တက်လာခါခါရောစကားပြောတာ အဲရဲဝင်းလူလိုပုံစံမျိုးပေါ့နော်ရဲဝင်းလူလိုဆိုတော့ဒါရဲဝင်းလူကြောင့်ခါမတော့ဘူးသူပြောတဲ့စကားတွေမှန်တဲ့ဟာတွေတော်တော်များပါတယ်ရဲဝင်းလူကနော်မှန်တဲ့ဟာတွေရှိတယ်ဒါပေမဲ့ဘာဖြစ်သွားလဲဆိုတော့တစ်ခါကျရင်လူကပြောတင်ပြောထိုက်တဲ့စကားကိုမှန်တိုင်းအချိန်တိုင်းပြောလို့မရဘူးအချိန်အခါကာလဒေသကာလဒေသအက္ခန္တန်ဆိုတဲ့စကားလိုပဲကာလဒေသအချိန်အပိုင်းခြားကိုကြည့်ပြီးကျွန်တော်တို့ကမှန်တိုင်းစွပြောနေလို့မရဘူးဒီကာလလိုဟာမျိုးမှာဒီလိုစကားမျိုးကပြောတင်လားမပြောတင်ဘူးလားတက်ရောက်မှုဘယ်လိုရှိမလဲစသဖြင့်သူတို့ချိန်ရတယ်ဒါပေမဲ့ရဲဝင်းလူကျတော့ခုနကပြောသူစွပြောတဲ့အတွက် အရင်ရှင်းရှင်းနဲ့လူပြောက်ပါနော်ခုနကပြောလို့ break ရေးထားနိုင်မဆိုရင်ရေမင်းတို့လူမျိုးอ่ะတန်မှုရှိတဲ့လူပြောက်ဖြစ်မှာအဲ့လိုပဲနော်အဲ့ဒီဒီလူပြောက်လည်းအဲ့လိုပဲသူပြောတဲ့စကားပထမနားထောင်လိုက်ချိန်မှာဘယ်လိုပြောများဗီဒီယိုဖိုင်တစ်ခုတည်းလောက်နားထောင်လိုက်ချိန်မှာလူမင်းကြိုက်တယ်ဟောတကယ်ထက်လိုက်ပြောလိုက်ရဆိုတဲ့အာမျိုး ਨੇ အဲ့တော့သူ့ကျွန်တော်ကြည့်လာကြပြီဒါပေမဲ့တော့တစ်ပြေးပြေးနဲ့ဗာလဲဆိုတော့ဒီလူဟာကျွန်တော်ခုနကပြောတပ်အုပ်စုကလူဖြစ်တယ်ဘူတက်နော်တော်လာရင်အဲ့ဒီဘူတက်လောက်တဲ့ကောင်းတယ်အင်တန်ကြောက်ဖို့ကောင်းတယ်ရန်သူထက်ကိုပို့ကြောက်ဖို့ကောင်းတယ်ဘာဖြစ်လို့လဲကျွန်တော်တို့ဟာရန်သူဆိုတာမြင်းနေရတယ် မင်းကရန်တို့ငါကမင်းနဲ့ဆက်ချင်ပဲတော်နိုင်တဲ့ဘက်မှာမင်းရန်တို့ဆိုတော့ငါမြင်နေရတယ်နော်မင်းကတော့ဘာလုပ်မလဲငါကြည့်နေရတယ်မင်းဘာပြောမလဲငါကြည့်လို့ရတယ်ပူတက်ဆိုတဲ့ကောင်မျိုးကဘယ်နှစ်ကပြောသလိုနောက်တော့မှနေပြီးတော့ဒါနဲ့ဘုံကောင်မျိုးအောက်တန်းစားတယ်ရှင်းရှင်းပြောရအောင်အဲ့ဒီပူတက်လောက်ရဲ့အဲထဲမှာဒီကောင်ကဒါပူတက်နော်ဘာကြောင့်တူကျွန်တော်ပူတက်လို့ပြောလဲကျွန်တော်ပြောပြမယ် တူဗီဒီယိုဖိုင်ကိုကြည့်ပါဒါအခုတူတင်ခဲ့တဲ့ဗီဒီယိုဖိုင်ကတူတိတဲ့လူလည်းတိရင်တိမယ်မတိတဲ့လူလည်းမတိမတိဘူးเนาะကျွန်တော်လည်းနာမည်လည်းမတိဘူးလူလည်းမတိဘူးပုံကုတ်ရေးရကျွန်တော်သူ့ကိုတိုက်ခိုက်တာမဟုတ်ဘူးဒါပေမဲ့သူ့ရဲ့လောက်ရတီတော်လိုင်းအတွက်ပူးတက်လောက်ရဆိုတာကိုကျွန်တော်ပြောတဲ့အတွက်ညီကိုချင်းမောင်နှမအရေးဖြစ်နေပြီတော်လိုင်းနဲ့ပတ်သက်ရင်ကျွန်တော်ဘယ်သူမျက်နှာမှမထားဘူးကျွန်တော်လည်းတူဗီဒီယိုဖိုင်ကိုအရေးကြီးပါပါအဲ့တော့ဒီလိုငါအကြောင်းကျွန်တော်ကလေးလာခဲ့ရင်းနဲ့ကြာတော့မှာပါအဲဒီရိုဝင်ဂျာအရင်နဲ့ပတ်သက်ပြီးတဲ့အခါမှာအဖွားကြီးတို့က မင်းဒေါ်အောင်ဆန်းစုကြည်ဆိုတာလူလူခေါင်းဆောင်ပါနော်လူလူခေါင်းဆောင်တဲ့နေရာမှာကျမဟာလူလူခေါင်းဆောင်ပါလို့ဒေါ်အောင်ဆန်းစုကြည်ကပြောပြီးတော့လူလူခေါင်းဆောင်နေရာကိုရတာမဟုတ်ဘူးကျွန်တော်ပြောတာမှန်ပါတယ်နော်ဒေါ်အောင်ဆန်းစုကြည်ကတူတူလူလူခေါင်းဆောင်ပါလို့တွေးကြော်လို့လူလူခေါင်းဆောင်ဆိုတဲ့နာမည်ကိုရထားတာမဟုတ်ဘူးမြန်မာပြည်သူလူဦးရေအများစုကတုတ်တုတ်ရဲ့ခေါင်းဆောင်လို့တင်မြောက်ထားလို့တူမဟာမြန်မာပြည်သူလူလူခေါင်းဆောင်ဆိုတာဖြစ်နေတာကျွန်တော်ပြောတာဟုတ်တယ်နော်အဲ့တော့အဲ့ဒီလူလူခေါင်းဆောင်ကိုအဖွားကြီးဆိုတဲ့နန်စားတုံတုံတာနေဘယ်လိုလူမျိုးတွေတုံတုံလဲစဉ်းစားလေး အန်ဒီအစိုးရငါးနှစ်တက်လာတယ်နော်ငါးနှစ်တက်လာတဲ့အချိန်မှာရခိုင်ရေးထင်းမှာစစ်တပ်ကအန်ဒီအစိုးရကိုဖိုးထွင်းလိုက်တယ်အဲ့ဒီအတွက်အန်ဒီအစိုးရကစစ်တပ်ရဲ့ထိုးထွင်းမှုကိုကောင်းကောင်းခြေကျုံပြီးကြားဆုံးခဲ့အဲ့ဒီအတွက်ချို့တော့ရခိုင်လူမျိုးတွေဒေါ်ဆန်းစုကြည်ကိုမကြိုက်ဘူးပြောတယ်ဒါပေမဲ့အဲ့လိုမျိုးမပြောဘူးတကယ်ခံစားချက်နဲ့ပြောတဲ့လူတွေအဲ့လိုမပြောဘူးအဖွားကြီးဆိုတဲ့နန်စားကိုတုံးတာဒီပြည်သူဘက်ကဘယ်တော့မှမတော်ဘူးကြိုက်တယ်မကြိုက်ဒေါ်ဆန်းစုကြည်ကိုမကြိုက်တဲ့ပြည်သူပြောတာမပြောဘူးတော်ဆန်းစုကြည်ဘာဖြစ်တယ်ညာဖြစ်တယ်တဲ့ပြောတယ်ရခိုင်ကြီးတက်တယ်ရှင်းရှင်းပဲသူတို့မကြိုက်မကြိုက်ဘူးတဲ့ပြောတယ်ဒါပေမဲ့အဲ့ဒီအဖွားကြီးဆိုတဲ့နန်စားဟာလက်ရှိ စစ်ခွေးအုပ်စုအတိုင်းဝိုင်းအဲ့ဒီအချမ်းဘက်ကပဲပြောတာကျွန်တော်ပြောတာမှားတယ်ဟုတ်တယ်နော်ဖရိုက်ဆိုတကပြောတယ်နော်သူ့ဗီဒီယိုဖိုင်ကိုကျွန်တော်တက်လာလို့ချီချီနေကြတခါကျရင်လည်းကျွန်တော်ခနေဖြစ်တယ်နောက်ပိုင်းကျမှကျွန်တော်တီးတင်တာလည်းဒီလိုဒီလိုပဲဆိုတော့ကြည့်လို့ဒါပေမဲ့သူ့ကိုဘာကြောင့်ကျွန်တော်ပြောလဲဆိုတော့ကြည့်မဖရိုက်ဆိုလို့ပြောနောက်ထပ်ကြည့်ဘုံမှုကျောက်ဟောင်းချိုထုံးအောင် နာရီကိုမနှက်ဖြန်မင်္ဂလာတုံစစ်တင်ကြိုင်း၌ပြုလုပ်မီမြို့ပြပြောက်ကြားတပ်ဖွဲ့တစ်ခုက အနီးကပ်ပစ်ခတ်မှုကြောင့်တေဆုံးသွားသည့်ဘုံမှုကျောက်ဟောင်းချိုထုံးအောင်ကိုမင်္ဂလာတုံစစ်တင်ကြိုင်း၌မနှက်ဖြန် မေလ24ရက်တွင်နိုင်ရေးပြုလုပ်သွားမည်ဟုစစ်ကောင်စီကြီးမုံတရင်စာတွင်ယနေ့ဖော်ပြထားသည်စစ်ကောင်စီတပ်၏နိုင်ငံတော်ကာကွယ်ရေးတပ်ကတူတွင်လုံခြုံရေးဆိုင်ရာဘာသာရပ်တင်ကြားပေးနေသူဝနာကျော်ထင်ပွဲအားအငိမ့်စားဗိုလ်မှူးချုပ်ချိုထွန်းအောင်ကို Golden Valley Warriors မြို့ပြပျောက်ကြားအဖွဲ့ကရန်ကုန်မြို့မယန်းကုန်းမြို့နယ် A1 လမ်းပေါ်ရှိ နေအိမ်အရှိတွင်ပင်ယမန်နေ့ကတနက်ဖြန်ပြစ်တက်ခဲ့ခြင်းဖြစ်သည်တင်းသည့် ကမ္ဘောဒီးယားနိုင်ငံတန်အမတ်ဖြစ်ဆောင်ရွက်ခဲ့ပူပြီးနိုင်ငံတော်ကာကွယ်ရေးတပ်ကတော်အင်တွင်နိုင်ငံတော်လုံခြုံရေးနှင့်အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရပ်နှင့်နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နှစ်ခုကိုတင်ကြားနေသူဖြစ်သည့်ထို့ပြင်စစ်ကောင်စီကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အတွက်အားကိုးရသူတို့ဦးဖြစ်ပြီးပြည်သူ့စစ်မဟာဗျူဟာကို စစ်မှုထမ်းဟောင်းအဖွဲ့အင်အားဖြင့်လှုပ်ဆောင်နေကအဆိုပါအဖွဲ့ဤတိုင်းစင်ကောင်းဆောင်တဲ့တွင်ပါဝင်သူလည်းဖြစ်သည့်လင်းအား2023ခုနှစ်ကစစ်ကောင်းဆောင်ဘူချုပ်မှုကြီးမင်းအောင်လိုင်းကိုတိုင်ဝန်နာကျော်ထင်ပွဲနှင့်အတူရွှေငါးကျက်သားပါပေးအပ်ခဲ့သည်အရာရှိနှင့်စစ်သားများကိုသာတည်တံ့တချို့သည့်မင်္ဂလာတော်စစ်တင်ကြိုင်၌စစ်ကောင်စီ၏ဒုတိယဥက္ကဋ္ဌတမတော်ကာကွယ်ရေးဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်း၏ဆရာရင်းဖြစ်သူအငိမ့်စားဗိုလ်ချုပ်အုံးတွင်ကိုလည်းမင်္ဂလာတော်စစ်တင်ကြိုင်၌တင်ကြိုခဲ့သည် အငိမ့်စားဘိုလ်ချုပ်အုံးတွင်နှင့်တာမတ်ဖြစ်သူအငိမ့်စားဘိုလ်ကြီးရဲဒေသာတို့သည်2020နှစ်ခုနှစ်စက်တင်ဘာလ24ရက်နေ့မိုးလွယ်ပိုင်းကလှိုင်မြို့နယ်ရှိငင်းဤနေအိမ်တွင်မြန်မာရုပ်ပင် force နှင့်မြို့ပြပျောက်ကြားတပ်ဖွဲ့တို့၏ပစ်တက်မှုကြောင့်တေဆုံးခဲ့သည်ဘူရိုဘက်ကလိုက်ပေးမဲ့စစ်နေကိုအဲတော်တော်ရဲ့အခုတွေပေါ့နော်နိုင်ငံတကာဥပဒေပြင်သာရှင်တွေနဲ့ချိန်ဆက်ပြီးတဲ့အခါမှာအဲဝီလီယံစပိုက်ကိုမရရအောင်ဖားပြီးတော့သူတို့ဘက်ကလိုက်ထိုင်တယ်အဲ့တော့ ။ဖောက်သွားရဲ့မိမညံမိမညံ။အဲ့ရအောင်ဖောက်ပြီးတော့သူတို့ဘက်ကလာကြရ။နားမ။အဲ့တော့ဖောက်သွားရဲ့သူနော်။စောင်းတဲ့တော့ခိုင်းခိုင်းပြီးတော့ရိုင်းသွားတာနော်။အဲ့တော့ပြည်သူတကယ်ဒီလူဟာပြည်သူဘက်ကလူပါဆိုရင်ပြည်သူအများစုရဲ့ခေါင်းဆောင်ဖြစ်တင်ပြောက်ထားတဲ့ပုံမှုမှုထားတဲ့ဒေါ်အောင်ဆန်းစုကြည်လိုလူမျိုးကိုမကြိုက်ကြစေအောင်။တကယ်သူဟာပြည်သူပေါ်စေတနာရှိတဲ့လူတယောက်ပြည်သူ့ဘက်ချမ်းရက်တည်တဲ့လူဆိုရင်အဲ့ဒီအတုံးတုံးကို စောင့်နဲ့ခိုင်းနှိုင်းဖို့မပြောနဲ့အဖွားကြီးဆိုတဲ့အတုံး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 ဆိုတဲ့အကြောင်းမရှိဘူးကျွန်တော်ပြောတာဟုတ်တယ်နော်ရှင်းတယ်မလားအဲ့တော့ဘလောက်ပဲဟန်ဆောင်ထားမစီရင်တွေကမဖြတ်မှန်တဲ့အရာကလူတွေကဘလောက်ပဲအပြင်မှာဟန်ဆောင်ထားမစီဒီအရာတစ်ခုပေါ်မဖြတ်မှန်ရင်တစ်ခုမဟုတ်တစ်ခုနဲ့ပေါ်တယ်နော်ကြည့်ပါမင်းမင်းရဲ့မင်းမင်းရဲ့စောင်းနေတော့ခိုင်းခိုင်းသွားတာနော်ဆိုရာမျိုးကဒီကိစ္စကြီးကိုသူကဒီမိုကရေစီ icon ဖြစ်တဲ့အတွက်ဟောအမှန်တရားပေါ်ပေါက်ရေးအတွက်တန်ရွက်မယ်လို့ဆိုတဲ့ စိတ်ညိုးနဲ့မဟုတ်ဘူးတပုံးမယ်ပြီးမယ်လိမ့်မယ်ကလိန်ကြမယ်တော့အဲ့ဒါလေးအတွက်လို့အထောက်ပံ့ဖြစ်ဖို့ပါလေအတွက်ဟာဝိညာဉ်ပြီးတာပေါ့ဗျာအဲ့ဒါဝိညာဉ်ပြီးတာရဲ့ပထမအဆင့်ကဘာလို့ဆိုတော့မဟာကုလသမဂ္ဂအထွေထွေတွင်မူကျောင်းဟောင်းကူဖီအာနန်ညိုကထာပြီးပြီးတဲ့အမဟာယခိုင်ကျန်တွေအတံပြုကောမရှိရင်ဖွဲ့တယ်အဲ့ဒီမှာပါတဲ့ဟာတွေကပုဂ္ဂိုလ်တွေကတို့တို့ဆရာတွေပဲတို့ရော တကယ်အမှန်တရားပေါ်ပေါက်ဖို့ဟာလည်းအနာဂတ်ဟာတွေပေါင်းဖို့ဟာတွေအတွက်ဝိုင်းဝန်းပြီးတော့အကြံပြုခဲ့ကြတယ်။ဘာ။အဲ့ကော်မတီကိုဖွဲ့တာကအစ။ယူအက်ချက်ကဒရင်မမှန်ငယ်ဘူးဗျာ။ကလင်ကတိတတော်ပလီပလာလုပ်ဖို့ဟာတော့ဖွဲ့လာ။ကော်ဆန်စုတီကိုဒူတုံးနှုံနေတဲ့စကလုံးနော်။စောင့်နေတဲ့တုံးနှုံနေ။အခုဒူဆက်ပြောနေတဲ့စကားတွေကြည့်။နော်။ကလင်ကတိတို့ပလီပလာတို့ဒေါအောင်ဆန်းစုတီဘုရားမှာကလင်ကတိလောက်ခဲ့တာမြင်ခဲ့ကြဘူးလား။နော်။စတီဒူပြောတာဆန်းနားအောင်ကြည့်။ ပဲပွဲပြီးပြီးချင်းမဲမှာတကယ်ဘာလို့ဖြစ်ခဲ့တာတော့သိလဲသိရောထွက်ထွက်နေလူတွေကသူ့အဘာညာတွေဖြစ်ပေါ်အောင်ဒီကောင်ကကျွန်တော်သတိထားမိတဲ့ကြိုက်ဆိုသူစကလုံးတွေတုံးတုံးတက်တယ်နောက်ပြီးတော့နိုင်ငံသားမှနေတဲ့တယောက်ဖြစ်မယ်ဥပဒေကြောင့်ရခုနကပြောဆိုအခုလို့လူနာမည်တွေခေါ်လိုက်မယ်ဆိုရင်မှတ်မိတယ်ခေါ်တတ်တယ်သူစအုံးဆုံးပြောတဲ့အချိန်ကတော့ဆန်းစုကြည်ကိုမပြောနဲ့နော်ပြီးသူကောင်းဆောင်နေတော့မှမတိုက်ခိုက်ဘူးဆောင်းမအားလာတယ်မအားလာတယ်ကဘလို့အာအဲ့ဒီဆောင်းမအားလာတယ်စတဲ့ဖြစ်မင်းအောင်နိုင်တို့ကိုဇောင်းမဲပြီးတော့ဆဲပြီးတော့ လူရဲ့အာယုံဆွဲထားခဲ့တယ်။တဖြည်းဖြည်းနဲ့အာကိုပြောရမှန်တယ်ဟုတ်တယ်သူတို့ပြောအဲ့ရနေတဖြည်းဖြည်းနဲ့ဘယ်နည်းကပြော NGO စဖောင်းထုတ်တယ်။ NGO ဘယ်နည်းအောင်ဆောက်တော့မကြဘူး။ကျွန်တော်ပြောမယ်။ NUG ကိုကျွန်တော်တို့ကနာမည်ကင်ပြီးပြောနေတဲ့ကောင်တွေကျွန်တော် NUG နဲ့လည်းဘာမှမပတ်သက်ဘူး။နော် NGO ဖားစရာလည်းအကြောင်းမရှိဘူး။ပြည်သူတယောက်နေတဲ့ဒီနေ့ဒီအချိန်ထိဘယ်ပါတီမှလည်းမဝင်ခဲ့ဘူးပြည်သူအစ်စ်တယောက်နေနေခဲ့ဒါပေမဲ့ကျွန်တော်တခွန်းပြောချင်တယ် NUG ကိုဖောင်းထုတ်မယ်ဆိုတော့ဒါဟိုဘက်ရက်ကောင်ကျွန်တော်မဟုတ်တော့အခုကျွန်တော်ပြောမှဒီ ပြည်သူဘက်ပြည်သူဘက်ကတော်လှန်ရေးဘက်ကမှလို့ပြောပြီးတော့ NUG ကိုဖောင်းထုတ်နေတဲ့ကောင်တွေကိုကျွန်တော်မေးနေတာ NUG ဆိုတာကဥယျာဉ်မှတယောက်တည်းပိုင်တဲ့အရာလားဒေါက်တာဇော်ဝင်ဆိုတယောက်တည်းပိုင်တဲ့အရာလား NUG ဆိုပြီးတော့ဝလုံးရှင်နဲ့တိတ်ကြောင်းလိုက်ရမယ်ဆိုရင် NUG မှာဝင်ကြီးဌာနဘယ်လောက်ရှိလဲအဲ့ဒီဝင်ကြီးဌာနမှာလုံနေတဲ့သူဘယ်လောက်ရှိလဲ တော့ဝလုံးချင်းနဲ့တိတ်တုံးနဲ့လည်းဒီ ANUG ဆိုတဲ့ government ကြီးတစ်ခုမှဝင်ကြီးဌာနပေါင်းများစွာအဲ့ဒီဝင်ကြီးဌာနတစ်ခုမှနေအတွင်းဝင်လို့လူပေါင်းဆောင်ရှိတဲ့အရာမင်းတို့ပြောသလို ANUG ကိုမကောင်းတဲ့အရာတစ်ခုနဲ့တိတ်ကြုံပြီးတော့ပြောလိုက်မှဆိုရင်အဲ့ဒီမှာရှိတဲ့သူအားလုံးကမကောင်းတာလားအဲ့ဒါအဖြေပဲဒါကြောင့်မလို့ဒီတော်လိုင်းအင်းမှာပြည်သူဘက်ကစေတနာရှိတယ်လို့လို့ဘာလို့လို့နဲ့နော်လောက်ပြီးလို့ရှိရင် NGO ဖောင်းထုတ်တယ်ကက်ကောင်းပြီ ကျွန်တော် NGO လောင်းနေတာမဟုတ်တော့ကာမာလောက်ပြီးလောင်းနေ lobby လောင်းနေတာမဟုတ်တော့ကောင်းပြီ NGO မကြိုက်ဘူးကျွန်တော်လည်းကဲအဲ့ဆိုမင်းရော NGO ကြိုက်လာပြီကျွန်တော်လည်းတရားရခိုင်လို့မကြိုက်ဘူးမကြိုက်ဘူးဒါပေမဲ့လက် NGO ငါတို့မကြိုက်ဘူးကဲမင်းလည်းမကြိုက်ဘူးငါလည်းမကြိုက်ဘူးအဲ့ဆိုမယူးကွာ NGO ဖယ်လိုက်မယ်တော်လိုင်းရွှေ့ဆက်သွားလို့ရအဲ့ဒါပဲဖြစ် NGO မရှိဘူးတော်လိုင်းရွှေ့ဆက်သွားလို့ရ NGO အစားနောက်ကအစားထိုးမဲ့ government ရှိလားမရှိဘူးဒါဆို NGO မရှိဘဲနဲ့ဟဲ့ဒီတော်လိုင်းကသွားလို့ရမရဘူးလေ အဲ့တော့မရပဲအတွက်ဒါကြီးကိုအပြစ်ခံပြောပြီးတော့လုံနေတဲ့ပြည်သူစက်ပြက်အောင်ဝင်းရနေတဲ့သူစက်ပြက်အောင်အောက်မှာတိုက်နေတဲ့ရဲဘော်တွေစက်ပြက်အောင်စောက်ပြစ်ထိုင်ပြောတာအမှန်လားဖြစ်တဲ့အရာလားမဖြစ်တဲ့အရာလားအဲ့လိုသကလုံးကြီးကြီးကျယ်ကျယ်နေနဲ့ပြောပြီးရင်ပြည်သူကိုအမှန်တရားလမ်းကြောင်းနဲ့ပြောပြီးလို့ရှိရင်စီးရုံးမယ်နှုတ်ဆုံးမယ်နော်အခုဒီကောင်ကိုကြည့်လိုက်အဲ့တခါတည်းသူပြောတော့အမောင်အရင်ကန်တန်နဲ့မာလာတွေကဘာဖြစ်ညာဖြစ်တဲ့ဇောင်းပေးပြီးတော့အာယုံကျူးတယ်ပြီးလို့ရှိရင်ပေါ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 ပြန်ထည့်တယ်တော်လည်းအင်အားစုဘယ်နေရာဆောက်သုံးမကြဟာလူပဲပြန်ပြစ်ချက်တွေထိုင်ပြောအများကြီးပေါ့ဟုတ်တယ်မလား အခုသူထိုင်ပြောနေတဲ့အဲ့ကောင်မင်းရောဘယ်နေရာမှာအပြစ်ရှိလဲဒီတိုင်းဒီအတွက်ဒီပြည်သူတွေအတွက်မင်းရောဘယ်နေရာကအကျိုးပြုထားမိလဲအဲ့ဒါလေးကိုပြန်ပေးလိုက်ဒီကာလဟာနော်ရန်သူကိုကလွှဲပြီးတော့ဒီဘက်အချမ်းကအချင်းချင်းစောက်ပြစ်ပြောရမယ်ကာလမဟုတ်ဘူးစင်စင်အဲ့ဒါအဲ့ဒါအဲ့ဒါလေးပဲကျွန်တော်တို့အများကြီးမှတ်เสียမလို့ဒီကာလဟာရန်သူဘက်အချမ်းကလွှဲပြီးတော့ဒီဘက်အချင်းချင်းမြန်မာကချင်းချင်းမွန်ချင်းဗမာချင်းရခိုင်ချင်းချင်း ဒီအာနာရှင်ကိုတော်လှန်နေပါလေဆိုတဲ့အချမ်းမှာတယောက်နဲ့တယောက်စောက်ပြစ်ထိုင်ပြောပြီးဆိုရင်အဲ့ဒီကောင်ကကျိန်းနေတယ်အဲ့ဒါတပ်အောက်စုအောက်ကန်းသားပဲတော်လှန်ရေးမှာမလုံနိုင်ဘေးဖိုင်နေလုံနေတဲ့လူကိုစောက်ပြစ်ပြောတာဆရာကြီးမဟုတ်ဘူးအဲ့ဒါစောက်ပေါ်နော်ဒီကောင်ပုံစံကိုကြည့်အာတကယ်အဘအရင်နဲ့အပြစ်တွေပြောပြီးတို့တို့တူတိတူတက်ပေါ့ဟာလောကကြီးမှာလူများစောက်ပြစ်ပြောတာအဲ့ဒါစောက်ပေါ်နေလို့လူများအပြစ်ပြောတာအင်မတန်လွယ်တဲ့အလို့လူများအပြစ်ပြောရင်ကိုယ့်ကိုအကောင့်ထင်းနေအဲ့ကောင်ဘရိတ်ချောင်းနေတဲ့ကောင်ပဲမိမိတိုက်တော့ပညာတတ်ပြီတိုက်တော့စာတတ်ပြီ သိလားသူများအစ်စ်ပြောရမှာမဟုတ်ဘူးတကယ်စေတနာရှိရင် NUG လုပ်နေတဲ့နေရာဘယ်နေရာကတော့ဒီလိုမှားနေတယ်ဟဲ့တလို့အနှံလောက်ကအဖြေပါတစ်ခါလည်းပြရတယ်အဲ့ဒါမှအပြုတ်ဘောဆောင်ကြီးထောက်ပြတယ်ဒီလိုကောင်ရိုးတွေကဘူးတက်နေတာဟာပြည်သူဘက်ကမခံနိုင်တော့ NUG လုပ်ရတယ်မှားနေလို့ဒါပြည်သူတွေကနစ်နာနေတော်လမ်းပတ်မတိနေဟုတ်မလို့ဘောဟမ်အဲ့ဒီအကွမျိုးတက်ကမူညိုလို့ပြောတဲ့စကားကြီးနော်တက်ကမူညိုတောင်းဆိုကျွန်တော်တစ်ခါမပြောဘူးပေါ့ကျွန်တော်ကြည့်နေဘောဆိုတော့ကျွန်တော်ကလေကျွန်တော်ခံချက်ဟောကိုယ်စိတ်အတွေးရအောင်ရန်သူဖြစ်နေပြီကျွန်တော်တေး ပြတ်တက်ချင်လောက်စိတ်ကင်းတဲ့ကောင်ဖြစ်နေစေဒါပေမဲ့အဲ့ဒီလူကတော်လှန်ရေးအချမ်းဆိုရင်ကျွန်တော်သူ့ရဲ့အသက်ကောင်ကျွန်တော်ကာကွယ်တိတ်ကာကွယ်လိမ့်မယ်။ဘာဖြစ်လို့လဲ။ကျွန်တော်ဒီဘက်အချမ်းမှာဒီကလာကကျွန်တော်တယောက်နဲ့တယောက်ရန်ချားမယ့်အရာအချိန်အပြစ်ချားမယ့်အချိန်မဟုတ်ဘူး။အေးရန်သူဘက်ကဆိုရင်တော့ဘာကောင်ကနေအကုန်ကျွန်တော်စော်တယ်။နော်။အဲ့တော့အခုတက်ကမိုးညိုလို့ဒီကောင်လို့ဆိုတော့ဒါကသူတို့ကရန်သူထက်ကြောက်ဖို့ကောင်းတယ်။တပ်အောက်စုဖြစ်နေတာ။ဒါကြောင့်မလို့ကျွန်တော်ဒီတော်လှန်ရေးအခင်းချင်းမှာအဲ့ဒီတပ်အောက်စုကိုတတိထားဖို့လိုအပ်နေပြီ။နော်။ဟုတ်ကော။ ဘာပတ်ပြီးတော့ခေချက်နေတယ်ကောင်ဘာလို့အောက်ကမင်းမောင်လားအဲအောက်ကမင်းမောင်နော်အောက်ကမင်းမောင်ပန်ဆယ်လိုတိုက်ခိုက်နေအများကြီးနေတော့အောက်ကမင်းမောင်နဲ့ပန်ဆယ်လိုဖြစ်နေလားလို့ထင်လိုက်တယ်ဟုတ်တယ်နော်မဟုတ်ပါဘူးအောက်ကမင်းမောင်နဲ့အောက်ကမင်းမောင်မှာတော်လိုက်တဲ့ကိုတိုက်ခိုက်နေဘာဖြစ်လို့လဲပန်ဆယ်လိုခိုးတာမခိုးဘူးလားဆိုတာကျွန်တော်လည်းမသိဘူးခင်ဗျားတို့လည်းမသိဘူးတူတိတယ်ဆိုရင်အချက်လက်ဒေတာနဲ့ပြည်သူချပြတယ်ဒါပေမဲ့လက်ရှိပကတိအရှိတရားကတော့ပန်ဆယ်လိုတယောက်ဟာတော်လိုက်ရေးအတွက်တလောက်ကိုဘလောက်အကျိုးပြုနေတယ် ောက်ကမင်းမောင်ဆိုတဲ့အဲ့ကောင်တကောင်ကဘာပတ်ပြီးဒုက္ခရင်ချက်လာမှရှိတယ်။တိုင်းပြည်အတွက်အဲ့ဒီဒေါ်လာကြီးအတွက်ဒီစစ်အာဏာရှင်လွတ်မြောက်မှုအတွက်ဘာလို့မှစောက်ရုပ်ပြုခဲ့တာမဟုတ်ဘူး။ပတ်စံလေးဒေါ်လာ100တော့ဒေါ်လာ900တော့လှူပြီးငါဒေါ်လာကြီးမှတာဝန်ကျေသွားပြီဆိုရင်စောက်ချုံးပြုတော့လာမချိုးနဲ့။နော်အဲ့တော့လူမျိုးတွေအများကြီးရှိတယ်။ငါတို့ဘလောက်လှူခဲ့လှူခဲ့တာမပြောနဲ့။မင်းကမင်းအသက်ပေးပြီးတော့လှုပ်ခဲ့တာမှမင်းဒေါ်လာကြီးမပြီးမချင်းလမ်းလေကောင်တက်တက်မှပိုင်းသွားရင်မင်းကဒေါ်လာကြီးအတွက်ပြီးမြောက်လှုပ်တဲ့လူစင်းနေမှာပါဘူး။ကျွန်တော်အခုကျွန်တော်ထောက်ဖို့လုပ်လာတယ်နော်ကျွန်တော်နှစ်နဲ့ချီပြီးကျွန်တော်အလုပ်ကျွန်တော်မလုပ်ဘဲလုပ်လာတယ်အခုကျွန်တော်ပိုင်းလိုက်ပြီဟာဒီတော်လိုင်းမှာနော် ကိုစီပါခဲ့တယ်ဆိုတာလက်ခံတယ်။ခုံစာပြလို့မရအောင်။အေးငါတော့ဘယ်လောက်ထိပဲလုံနိုင်ခဲ့တယ်ဆိုတော့မျက်နှာငယ်နဲ့လူသားနဲ့ပြောခွင့်တော့မရှိဘူး။ငါဘယ်လောက်လုပ်ဘူးအဲဆိုရင်ခုံစာလို့မရအောင်။တော့အောက်ကမင်းမောင်အခုပန်ဆယ်လိုတိုက်ခိုက်နေတယ်ပြင်းကပြော။အောက်ကမင်းမောင်ဆိုတဲ့ဒီကောင်ဟာတိုက်ဒီတော်လိုင်းရေးအတွက်ဒီပြည်သူအတွက်ဘာတခုမှအကျိုးမယူထားဘူး။နော်။ပန်ဆယ်လိုဆိုတဲ့မိန်းကလေးဟာသူ့ရဲ့တလတာအစွမ်းအားတော်နိုင်ရေးတိုင်ရင်တက်ဖို့တဘလောက်ကိုညီထောက်မနိုင်။ဒါကြောင့်မလို့ပန်ဆယ်လိုတိုက်ခိုက်နေတာဒီပုံကိုအေးရတူရတူဘယ်လိုပဲတိုက်ခိုက်တော်လန်ရေးကိုတိုက်ခိုက်တာလည်းအတူတူပဲ။ တော့အခုဒီကောင်လည်းသလိုပဲအလေးမွေးပြမတင်ပြည်သူဘက်ကအာ MD တွေဘယ်နေဆောက်တော့မကြလို့ဘယ်ဝင်ကြီးကဘလို့ပောက်ကြရပြောလို့ဘယ်လူတွေလေးဗျာတရားရဂိုင်းတော့ပြည့်ချက်ကင်းစင်တဲ့ကောင်လောကကြီးမှာရှိလားလူဟာတရားရဂိုင်းတော့ပြည့်ချက်ကင်းစင်နေဂျိနေတယ်အဲ့ဒါဖရားဖြစ်ဖြစ်မဖြစ်ယဟန်နာဖြစ်နေပြီအဖရားယဟန်နာမဖြစ်ဘဲနဲ့ပြည့်ချက်ကင်းနေတဲ့လူကလောကမှာမရှိဘူးဒေါအောင်ဆန်းစုကြည်ဘယ်တော့ပဲအတိတ်တိကောင်းတဲ့ပညာတတ်တဲ့ပြီးတော့ဒေါအောင်ဆန်းစုကြည်တဲ့လိုက်ကြည့်နေဆိုအပြစ်တွေရှိမှာပဲဒါပေမဲ့ကျွန်တော်တို့ကခုနကပြောသလို အပြုတ်တဘောဆောင်မှန်လားအပြက်တဘောဆောင်မှန်လားအပြုတ်တဘောဆောင်မယ်ဆိုရင်အချက်တရားမှာပြစ်ချက်နောက်ငါးခုလောက်သွားတွေ့ရခေါ့အဲ့ပြစ်ချက်ကိုခံပြီးလက်ညှိုးထိုးနေတာအဲ့ဒါအပြုတ်တဘောဆောင်တာပေါ့အဲ့ဒါအပြက်တဘောဆောင်တာနော်နဲတော့များချင်အပရိတ်ကိုကြည့်ပြီးကျွန်တော်တို့ကပြောရမယ်ဟုတ်တယ်မလားအဲ့တော့ထမ်းဖို့တရားကိုဘယ်နည်းပြောအောက်ကမမပန်းစံတော့တကုန်းဘယ်နည်းခိုးတယ်နော်သူတလာရတဲ့ငွေဘယ်လောက်ရတယ်အဲ့ဒီကဘယ်ငွေဘလို့ဘလူးထက်တဲ့ငွေဘလို့ကိုကျိုးချာတဲ့ဘယ်ဟာပြည်သူပိုင်ငွေအဲ့လိုတိတိကျကျ data နဲ့စော်ပါအဲ့လိုစော်ရင်အားပေးတယ်ကျွန်တော်တို့ကျွန်တော်စော်ပြည့် ဒါပေမဲ့အဲ့လိုစုံမဲ့လူကျွန်တော်တို့မြန်မာနိုင်ငံအတိုင်းအဝိုင်းမှာမရှိဘူးလေဖန်းဒန်းစီထီထန်းလမ်းလျှောက်ဟမ်အများကြီးအောင်လို့ရအောင်အမောင်တောင်မှပြည့်စွာကောင်းကြီးပဲတကယ်ကဒေတာတိတိကျကျနဲ့အပြစ်ပြောတတ်တယ်ဖမ်းပါလိုက်နောက်ဆုံးစင်တာအရေးကြီးတပ်ပါလိုက်အများပြည်သူကိုချီကကိုတို့အမြတ်ကိုတို့စီးပွားထုတ်နေတာကျွန်တော်တို့ကျွန်တော်တပ်ပါလိုက်ဖမ်းပြီးတော့ဒါပေမဲ့ထင်အောင်ထင်မှလည်းအာဒီကောင်ကပါလို့နေလေညာလို့နေကိုထင်းနဲ့လိုက်တိုင်းပြောလို့မရအောင်တော့ကမှာကိုကကတောင်းစားဖြစ်နေပေမဲ့သူများကတောင်းစားမျက်လုံးနဲ့တွားကြည့်လို့မရဘူး အဲ့ဒါရှင်းရှင်းလေးဥယျာဉ်မို့နော်အရက်တောက်လို့သွားပြောတယ်ရာဂျာစီတောက်လို့သွားပြောတယ်နော်ဥယျာဉ်မို့လို့ဝင်ကြီးတယောက်မပြောနဲ့တာမန် PDF တယောက်တော့မပြည်သူတွေတော့ကြည့်ပြည်သူတွေဘယ်လိုပြုစုလဲအဲ့လိုစိတ်မျိုးနဲ့ကျွန်တော်တို့ကြည့်ရအောင်အဲ့တော့တဖြည်းဖြည်းနဲ့ဘာဖြစ်လဲအဲ့လိုမျိုးပြစ်ချက်တွေကိုစွတ်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 ပေးတယ်တစ်ဖက်ရန်တို့ကဘာလို့သူတို့ကိုယ်နဲ့တိုက်ရိုက်တွေးခွဲလို့မရတော့တဲ့အတွက်ဒီတော်နိုင်အင်အားစုကိုသူတို့ကိုယ်နဲ့တိုက်ရိုက်တွေးခွဲလို့မရတဲ့အတွက်တပ်ပါတီကိုကျွန်တော်လုပေးလိုက်ဟမ်တပ်အင်အားစုအဲ့ဒီတပ်အင်အားစုထဲမှာသူတို့ကလူတွေကိုထုတ်တော့ထည့်ပေးလိုက်အဲ့ဒီကောင်တွေကဘာလုပ်လဲကုန်ချမ်းရှာပေးတယ်ဘုရင်ကပြောသလို အဲပြည်သူဘက်ကရက်တည်သူဘာလို့လို့ ਨੇ ကိုနေ့ကပြောသူလူတယောက်မှာအချက်တရာရှိလို့ရှင်၅ချက်လောက်ပြစ်ချက်ပြလို့ရှင်အဲ့ဒီ65ချက်ကကောင်းတဲ့အရာကိုမင်းမိန်သွားအောင်ဒီ၅ချက်ကိုရိုးတင်ပေးပြီးတော့အဲ့အဖြစ်ကိုအော်ပေးတယ်အဲ့တော့တာမန်လူပဲအချက်အချက်ကြည့်မယ်ဆိုအာဟုတ်တယ်ဒီလူမှာဒီဖြစ်တယ်ဟာဟုတ်တယ်ကွာဒီလူဘယ်လိုဖြစ်လဲတော်ပြီအင်းအားရရောက်ကုန်ပြီအကုန်တွေးတယ်ကွဲကုန်ပြီဘာဖြစ်လဲရန်တူတာပြီနော်အဲ့တော့ဒီကောင်ကိုဆိုလိုတာအဲ့လိုမျိုးမင်းကြည့်သူ့ဗီဒီယိုဖိုင်တွေကြည့်ကြည့်လို့ရှိတာတော့မသိဘူးကျွန်တော်ကျွန်တော်တို့ကို follow လာလို့တော့ဒါပေမဲ့တက်တော့မတက်တက်လာဘူး အမှုကြောင့်ယူဆောင်ဆေးကွက်တယ်လို့ဘာလို့ဒါမှထားမှာဒါတော့သူ့ရဲ့ပုံကိုယ်ကြီးကိုကျွန်တော်မပြောချင်ဘူးဒါပေမဲ့သူ့ရဲ့ကာတာဖြစ်နေတဲ့ပုံကိုကျွန်တော်ပြောပြတာပဲသူ့လိုဘာပဲလုပ်ဒါတော့သူ့ရဲ့ပုံကိုယ်ကြီးကိစ္စတော့ကျွန်တော်မွေခံချင်ဘူးဒါပေမဲ့ပြောချင်တာကလူတို့အားလုံးအများစုကအထောက်အမြတ်ထားတဲ့ခေါင်းဆောင်တယောက်ကိုစောင့်နေခိုင်းတိုင်းတာလို့ဒီလိုမျိုးလုပ်တာလို့ကတည်ရင်းဆိုတဲ့ဒေတာတွေအဲ့တော့ဒီပဲကြည့်စင်ချင်တယ်နော်ဒါကမင်းတို့အဆင့်လောက်မပြောနဲ့မင်းတို့လိုဘယ်တော်ဆန်းစုကြည်နဲ့တိုင်းလို့ဆိုမင်းတို့အဆင့်ကချင်းပုံနဲ့အဆင့်တော့မရှိဘူးအမေစုထောင်းမှာတတ်နေတဲ့ချင်းပုံစောင့်ဆင့်တော့မရှိတဲ့အဆင့် ဘာဖြစ်လို့လဲတိလားမင်းတို့တော့မော်မကြည့်နိုင်ခဲ့တဲ့မင်းတို့ကိုတဆုံးချလာခဲ့တဲ့နေဝင်းလိုမျိုးတန်းရွှေလိုမျိုးခင်ညွတ်လိုမျိုးကောင်းနေတော့နိုင်ငံပိုင်မီဒီယာကနေအပေါက်ချတိုက်ခိုက်ပြီးတော့ထောင်ထဲဖမ်းထည့်ခဲ့တဲ့အမျိုးသမီးအဲ့ဒါလိုယောက်ျားကောင်းနေအဲ့လိုစစ်ကောင်းဆောင်နေတော့မှအနိုင်မယုံနိုင်ခဲ့တဲ့အမျိုးသမီးအဲ့တော့မင်းတို့စောက်စင်းနေတွားပြီးတော့မပုတ်ခတ်နဲ့ဒါပေမဲ့တခုချိတာကတော်အောင်ဆန်းစုကြည်ကမင်းတို့ပြောလိုက်လို့ဘာမှမဖြစ်ဘူးတီတူအားလုံးကအများစုက ခေါင်းဆောင်တင်မြောက်ထားတဲ့လူပြောက်ကိုဒီလိုမျိုးစော်ကားတာဒီလိုလှုပ်တာမင်းတို့ကပြည်သူကိုတိုက်ရိုက်စော်ကားတာမင်းတို့ကလှုပ်ရက်ကတော်လိုင်းရဲကိုဖျက်ဆီးတာပြည်သူအများစုလူကြီးအတော်လိုင်းကဘယ်နဲ့ဗီဒီယိုဖိုင်ကိုအတော်လိုင်းကပြက်သွားပြီလေပြီးသွားပြီလေဟောတော်လိုင်းပြက်သွားပြီလားအဲ့ဒါဆိုရင်အာနာသိန်းကစဆန္ဒတွေပြတဲ့အချိန်နဲ့လက်ရှိရောက်နေတဲ့အချိန်မင်းအမဲလေးစစ်ပွဲလေးငါစစ်သားပါရဲပါဆိုပြီးတော့မြန်မာနိုင်ငံလုံးစောက်ဖက်မှမှနဲ့တွားရဲနေတယ်အဲ့ပြစ်ချက်တစ်ခုချင်းကိုလိုက်ဆွဲထုတ်ပြီးတော့ဒီလိုမျိုးပြဿနာရှာကြမယ်ဆိုရင်တော့ပြောင်းနေပြောင်းပြီးမှာမဟုတ် เนาะအဲ့တော့မင်းတို့ကငါပြောချင်တာကရန်သူဘက်ကရက်ပါလာပြက်ပြက်တတ်တတ်ရက်လိုက်တိတ်ခါရှိတယ်ကွာငါပြောတာတိတ်ခါရှိတဲ့အလုပ်ကိုလုပ်ဖို့ပြောနေတာသိလားငါရန်သူဘက်ကနေမယ်ကွာဟုတ်တယ်မလားငါကိုချိုးမြတ်ရလို့ဒါမှမဟုတ်မင်းတို့ယုံလို့မင်းတို့ငါကြိတ်မရလို့စတဲ့ဖြင့်ငါနေရမရလို့ဟုတ်လားပတ်မှန်ကြီးထိုးခေါက်မယ်ကွာဟမ်မင်းသားမလို့ကငါပတ်မှန်ကြီးထိုးခေါက်မယ်ဒါမှမဟုတ်ရောက်သားပြီးပြီပေါ်တင်ပြောပြီးစိန်ခေါ်ပြီးလုပ်ပါဘာလို့ဘောက်တန်းကြတဲ့လုပ်ရည်ပြူတက်တဲ့လုပ်ရည်လုံကြတယ်တက်ကမုံညုံလို့မင်းဒီကောင်ဒီကောင်ဘာကောင်လဲဒီကောင်နာမယ်ကိုလည်းမသိပါဘူးနာမယ်ဟမ်ကြောက်ကြပြီကတိလားမင်းတို့ပြောချင်တာကအဲ့ဒါပဲ တော်လှန်ရေးကိုပူတတ်ကြမယ်ဆိုလို့ရှိရင်ကိုယ်အပဲအဆင့်လဲကိုယ်စောက်ဖောက်ကိုမှန်တယ်ပြန်ကြည့်ကိုယ့်ကိုယ်တော်ကြီးညိုနိုင်ရဲ့လားနော်အဲ့ဒါပဲပြောချင်တယ်အဲ့တော့မင်းတို့တော်လန်ရေးကိုဒုတက်နေတဲ့ကောင်တွေအားလုံးကိုဒီနေ့ပြောမယ်ဒီနေ့2021ခေတ်က88လုံးမျိုးပေါက်ပန်း40ပြောလို့နားရောင်တဲ့ပြည်သူတွေမဟုတ်တော့ဘူးအားလုံးကကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိတယ်အမြင်တွေရှိတယ်အတွေးတွေရှိတယ်မင်းတို့တဲ့မင်းတို့ရုပ်တံငါတို့ရုပ်တံကိုကြည့်နေတဲ့ ဒီသူတွေဟာမင်းတို့ငါတို့တဲ့ level မြင့်တဲ့သူတွေအများကြီးရှိတယ်ဆိုတော့ကိုယ့်ကိုနည်းနည်းလေးတတိလေးထားပြီး break လေးအုပ်ပေးကြ။ဘာဖြစ်လို့လဲယုံဖို့ကောင်းလို့မြင်ရတာနော်။ software မဆိုင်လို့ဒီပြောတာမကျေနပ်ရင်လဲတယ်။ငါပုံကိုခံစားချက်နဲ့တိလဲမတိဘူးလူတယောက်ကိုဒါပေမဲ့ခဏခါပြောတော့တောင်းလိုင်းနဲ့ပတ်သက်လာတယ်လူလူကောင်းဆောင်နဲ့ပတ်သက်လာရင်တော့ငါတို့ဘလူးမျက်နှာမထောင်အောင်ပေါ့။ညီကိုရင်မောင်မရင်ဖြစ်နေတယ်စီ။ sorry ပဲအမှန်တရားအမှန်တရားပဲ။နောက်ခုရှိသေးတယ်။မင်းတို့ကပြောလိုက်ရင်ဒီမို့ဒီမိုကရေစီကဘာဖြစ်တယ်ညာဖြစ်တယ်။ဟာဒီကလားလေဒီမိုကရေစီကျင့်သုံးနေတာမဟုတ်ဘူး။အဲ့ကောင်ပြောစကားမင်းတို့ပြောလူ့ခွင့်ရတော့ အဲ့ဒီလူ့ခွင့်ရေးတွေဒီမိုကရေစီတွေကျင့်တုံးနေတဲ့ခေတ်မဟုတ်ဘူးเนาะတော်လိုင်းလောက်နေတဲ့ခေတ်မင်းဦးမင်းဆောင်ငါဦးငါဆောင်တဲ့ခေတ်เนาะအဲ့ဒီဒီမိုကရေစီတွေလူ့ခွင့်ရေးတွေကိုလိုချင်လို့ပါစပ်နဲ့တောင်းတာကိုမရလို့လက်နက်ကန်ပြီးတောင်းနေတာတိုက်နေတဲ့ခေတ်တိုက်ပွဲဝင်နေတဲ့ခေတ်ဒီမိုကရေစီစကားလာမလို့နဲ့ဒီချိန်မှာเนาะလူ့ခွင့်ရေးစကားလာမပြောနဲ့မင်းတို့ဘက်ကအဲ့ဒီစကားတွေကြောမယ်ဆိုရင်မင်းတို့မဲ့လေစစ်ပွဲတွေကိုအရင်တွားပြောဒီမိုကရေစီတွေလူ့ခွင့်ရေးတွေတွားပြော ိုဘက်ကဒီမိုကရေစီလူ့ခွင့်ရေးတွေကျင့်သုံးပြီးတော့တော်လှန်ရေးကိုပြန်ဗရယ်ဆိုင်လာလို့ရှိရင်ငါတို့ဘက်ကလည်းဒီမိုကရေစီလူ့ခွင့်ရေးတွေစံကြိမ်စံနှုံးတဲ့အနေနဲ့ဗရယ်ပြန်ဆိုင်ပေးမယ်နော်အဲ့တော့တခါကြရင်လေဟိုလူပိန်းကြိုက်တယ်လောက်ပြီးတော့အင်းအားနေကွဲအောင်လုပ်နေတာမင်းတို့တွေကယူဖို့ကောင်းတယ်ကွာနော်ဒါတော့မပြောချင်တယ်ဟိုဝင်နေပြလို့ပြောလာမဟုတ်တကယ်ပြောလာမကျင်တဲ့လဲလေနော်အဲ့တပ်အုပ်စုမှာဝင်နေတဲ့တောက်ပေါင်းတူနေတဲ့ကောင်တွေဒါတကယ်ပြောလာမင်းတို့လောက်ရက်ခါတော်လန်ရေးကိုဖျက်ဆီးပြနေတာအတူတူပဲအဲ့တော့မင်းတို့ဟာဒီတော်လန်ရေးမှာရန်တူတဲ့ပို့တောက်ဖို့ကောင်းတဲ့အောက်တန်းစားနေတယ်နော်တကယ်ပြောလာမကျင်တဲ့လဲလေ Mm-hmm.